အလုံးယရှုနာမနိုင်မေကလာပါရှေးစွာပြတ်ခင်ရဲ့ဂျေစုတော်နာမတော်ကို ထမှပြီးတော့ချီးမွမ်းပါတယ်ဒီကနေ့မှာကျွန်တော်နဲ့နဲ့ထမှပြီးတော့လုံးစောခွန်အားပေးလို့တဲ့အကြောင်းအရာကအလင်းတုံးမျိုးဆိုတဲ့နှုတ်ကပတ်တော်ကောင်းစဉ်အဖြစ်ရောက်စီတိုင်းကိုထမှပြီးတော့လုံးစောခွန်အားပေးလို့ပါတယ်ကျမ်းစာလေးတစ်ပိုက်ကိုအတူတူကအစဉ်ကြည့်အောင်ရှင်လုကာခရစ်ဝင်ကျမ်းခန်းကြီး7အပိုက်ငယ်35 36မှာနှုတ်ကပတ်တော်ကဒီလိုပြောပါတယ် ကို၌ရှိသောအလင်းတို့အလင်းကိုမှောင်မိုက်မဖြစ်စေခြင်းကတတိပြုလောအင်္ဂါတစ်ခုမြမမိုက်ပဲတကိုယ်လုံးလင်းလိမ်သည်ရှီမီဤအယောင်နှင့်လင်းစေတကဲ့သို့လုံးလုံးလင်းလျက်ရှိလိမ့်မည်ဟုမိန်တော်မူ၏။နှုတ်ကပတော်ကိုဝန်ခံတော်တဲ့အယောင်စီတန်းကိုဖျားရှင်ကောင်းချီးပေးပါစေ။တော်ကိုကြည်တဲ့အခါမှာကိုယ်၌ရှိသောအလင်းကိုမှောင်မိုက်မဖြစ်စေခြင်းကား တတိပြုလောလို့ပြောပါတယ်အဲ့တော့ကျွန်တော်တို့ယုံကြည်သူရဲ့အသက်တာမှာခရစ်တော်ကိုရသောသူကဟုတ်သူဖြစ်တယ်ဆိုရင် သူ့ရဲ့အသက်တာထဲမှာအလင်းတုံးမျိုးကို တွေ့ရမှာဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ယုံကြည်သူတယောက်ဖြစ်ပြီးတော့ကျွန်တော်အထဲမှာအလင်းမရှိဘူးဆိုရင်အဲ့ဒါဒီနေ့ဖျားခင်ရဲ့အလိုတော်မဟုတ်သေးဘူးဆိုတော့ကျွန်တော်တို့နားလည်ဖို့ဖြစ်ပါတယ် ကျွန်တော်ခရစ်တော်ကိုယားတဲ့သူကကျွန်တော်အသက်တာထဲမှာအလင်း၃မျိုးထင်ရှားနေရမှာဖြစ်ပါတယ်ပထမအလင်းကဘာလဲဆိုတော့အဲ့ဒါခရစ်တော်ရဲ့အလင်းဖြစ်ပါတယ်ပြဝင်ကြခန်းကြီးရှစ်အပိုင်ငယ်၁၂မှာဂျမ်းစာကဒီလိုဆက်ပြီးသွင်းတင်ပါတယ်တပန်တော်ယေရှုကငါဒီဤလောက၏အလင်းဖြစ်၏ငါနောက်တို့လိုက်တော်သူတည်းမှောင်မိုက်၌မတော်မလားအသက်ဤအလင်းကိုရလိမ့်မည်ဟု မိန်တော်မူ၏ ီနှုတ်ကပတ်တော်ကိုကြည့်တဲ့အခါမှာလဲခရစ်တော်နောက်လိုက်တော်သူကမောင်မိုင်း၌မတော်မလားလို့နှုတ်ကပတ်တော်ကပြောပါတယ်။ဒါကြောင့်ဒီနေ့ကျွန်တော်ခရစ်တော်ရဲ့အလင်းကိုရတော်သူဟာမောင်မိုင်း၌မတော်လားမတော်လားတော့မောင်မိုင်းနဲ့တက်ဆိုင်တဲ့အကျင့်ကိုမကျင့်တော့မောင်မိုင်းနဲ့မောင်မိုင်းနဲ့ဆိုင်တဲ့အကြောင်းအရာတွေကိုမဆက်ဆံတော့ဒါကြောင့်ဒီနေ့ကျွန်တော်ရဲ့ယုံကြည်သူအသက်တာမှာ ခရစ်တော်ရဲ့အလင်းကိုရပြီလို့ပြောတာနဲ့တစ်ချိန်လေးမှာပဲကျွန်တော်ရဲ့တက်တာတွေမှာမောင်မိုင်းထဲမှာမသွားလာတော့ဘူးမောင်မိုင်းအကျင့်တွေကိုမကျင့်တော့ဘူးမောင်မိုင်းနဲ့မဆက်ဆံတော့ဘူးဆိုတော့ဆိုလိုတဲ့တဘောကမောင်မိုင်းလို့ပြောတဲ့ခါမှာဘာပုံဆောင်ခြင်းလဲဆိုတော့ဒုစရိုက်လောကကိုပြောခြင်းဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ယုံကြည်သူတယောက်ဖြစ်တယ်ခရိယန်တယောက်ဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ကဒုစရိုက်လောကထဲမှာဆက်လက်ပြီးတော့တွားနေစေဖြစ်တယ် ဆက်လက်ပြီးတော့အသက်ရှင်နေစေ ဖြစ်တယ်ဆိုရင်ဒါဒီကျွန်တော်တို့ရဲ့အသက်တာတွေမှာခရစ်တော်ရဲ့အလင်းမရှိသေးဘူးဆိုတော့ကိုကျွန်တော်တို့ထောက်ပြနေခြင်းပဲဖြစ်ပါတယ်လို့ဒါကြောင့်ကျွန်တော်တို့ကျွန်တော်တို့ယုံကြည်သူရဲ့အသက်တာမှာအထူးသဖြင့်ခရစ်တော်ကိုရတော်သူဖြစ်တယ်ဆိုရင်ကျွန်တော်အသက်တာတွေမှာခရစ်တော်ရဲ့အလင်းထင်ရှားမှာဖြစ်ပါတယ်ကျမ်းစာမှာပြောပါတယ်ငါနောက်လိုက်တော်သူကမောင်မိုင်း၌မတော်လာတော့ဘူးလို့ပြောပါတယ် ဆိုလိုတဲ့ဘောကခရိယန်ဆိုတဲ့ဆိုရင်ယုံစစ်မှန်တဲ့ယုံကြည်သူဖြစ်တယ်ဆိုရင်တော့ခရစ်တော်နောက်လိုက်ဖြစ်ရမယ်ထိုသူက မောင်မိုက်ရဲ့အကျင့်မကျင့်တော့ဘူးမောင်မိုက်နဲ့မတော်လာတော့ဘူးမောင်မိုက်နဲ့မဆက်ဆံတော့ဘူးဒုစိုက်ထဲမှာအသက်မရှင်တော့ဘူးဒုစိုက်လောကထဲမှာမပြုံမွေးတော့ဒါကိုပြောခြင်းဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ကျွန်တော်ယုံကြည်သူအသက်တာမှာအထူးသဖြင့်ဒီအကြောင်းအရာကိုတကယ်ပဲသတိပြုဖို့ဖြစ်ပါတယ်နောက်အလင်းတစ်ခုကပါလဲဆိုတော့ကေတင်ခြင်းလမ်းကိုပြတော့အလင်းဖြစ်ပါတယ် ဘုရားကဒီလောကမှာကျွန်တော်တို့ကိုထားတဲ့ရွေးချက်ကိုကဒီလောကမှာအလင်းဖြစ်စေဖို့ဖြစ်ပါတယ်။ဒါပေမဲ့ဒီလောကမှာအလင်းဖြစ်စေတော့အရာကအဲ့ဒါယုံကြည်ခြင်းနဲ့ယုံကြည်ခြင်းတစ်တည်းပဲဖြစ်ပါတယ်။ဒီနေ့ကျွန်တော်တို့ယုံကြည်သူတွေအထူးသဖြင့်ထောင်ရသက်ရတယ်၊ကေတင်ခြင်းရတယ်၊ဒုစရပြစ်တရားနဲ့ပြလွှတ်မြောက်ခွင့်ရတယ်။ဒါကတခုတည်းတော့အရာကကျွန်တော်ယုံကြည်ခြင်းကြောင့်ဖြစ်ပါတယ်။ထိုယုံကြည်ခြင်းတစ်တည်းအဖြစ်ဒါလင် ီနေ့ကျွန်တော်ရဲ့အသက်တာထဲမှာဒီလောကထဲမှာအလင်းဖြစ်စေနိုင်တယ်အထူးသဖြင့်ကျွန်တော်တို့ယုံကြည်သူတွေရဲ့အသက်တာထဲမှာဘုရားကိုယုံကြည်လာပြီးတဲ့နောက်ပိုင်းမှာခရစ်တော်ကိုယုံပြီးတဲ့နောက်ပိုင်းမှာယုံကြည်ခြင်းယုံကြည်လာပြီးတဲ့နောက်ပိုင်းမှာကျွန်တော်ရဲ့အသက်တာထဲမှာတကယ်ဝမ်းမြောက်ခြင်းတက်တေတွေတွေ့ရမယ်တကယ်ပဲလွတ်မြောက်လာတဲ့အပြစ်ဒုစရိုက်နဲ့လွတ်မြောက်လာတဲ့အရာတွေပြီးတဲ့အခါမှာကောင်းကြီးမိဂလာခံစားလာတဲ့အရာတွေဒါတွေကိုသူတပားတွေကိုမြင်တဲ့ မြင်တဲ့အခါမှာအော်ယုံကြည်သူတွေအသက်တာတကယ်ပဲကြည်နူးစရာကောင်းတယ်ဝမ်းမြောက်စရာကောင်းတယ်ဆိုတဲ့ထိုပုံသက်တွေကိုသူချင်းအားဖြင့်မြောင်များစွာတော့သူတွေကေတင်ခြင်းအာကိုပြီးတဲ့ယေရှုခရစ်တော်ဘုရားကိုတွေ့လာမှာဖြစ်ပါတယ်မြင်လာမှာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့အသက်တာမှာအထူးသဖြင့် ကိုကယုံကြည်သူဖြစ်လာတဲ့အခါမှာအထူးသဖြင့်ကိုရဲ့အသက်တာတွေမှာကေတင်ခြင်းလမ်းကို ပြတဲ့အလင်းကိုမြင်တွေ့စေဖို့အရေးကြီးပါတယ်အဲ့ဒါက ယုံကြည်ခြင်းဖြစ်ပါတယ်။သင်ကခရစ်တော်၌အကောင်းယုံခရစ်တော်ကိုယုံကြည်ပြီးတော့ဘုရားကိုယုံကြည်ပြီးတော့အကောင်းဆုံးအသက်ရှင်ဖို့လိုအပ်ပါတယ်။အဲဒါဆိုအဲ့ဒီအလင်းကိုမြင်ပြီးတော့လောကသားတွေကအသက်ရှင်တဲ့ဘုရားကိုတွေ့ရှိလာမှာဖြစ်ပါတယ်လို့နောက်ဆုံးအလင်းတစ်ခုကပါလဲဆိုတော့ပုံတစ်တည်းလင်းဖြစ်ပါတယ်။ဒါကအင်မတန်မှကျွန်တော်တို့ယုံကြည်သူရဲ့အတ္တမှာမရှိမဖြစ်အရေးကြီးတဲ့အရာဖြစ်ပါတယ်လို့ဒီမှာနှမျိုးရှိပါတယ်။စကားပြောခြင်းပုံတစ်တည်းကိုယ့်ရဲ့ အသက်တာချင့်ကြံပြုမှုခြင်းပုံသစ်တွေဆိုတော့အာယုံကြည်သူဖြစ်တဲ့အခါမှာကျွန်တော်တို့စကားပြောခြင်းမှာလည်းပုံသစ်တွေကောင်းဖို့လိုအပ်ပါတယ်။ကျမ်းစာမှာတော့ကျွန်တော်တို့အများကြီးသွန်သင်ထားတယ်ကျွန်တော်ပြောတဲ့စကားတွေကျွန်တော်ရဲ့ပြောတဲ့အရာတွေကအထူးသဖြင့်တူတပါးတွေရှိမှတိဆောက်စာဖြစ်စေတဲ့စကားတွေပဲပြောဖို့ဖြစ်ပါတယ်။ယုံကြည်သူဖြစ်တဲ့အခါမှာကောင်းကြီးဖြစ်စေတဲ့စကားတွေပြောဖို့ဖြစ်ပါတယ်။စကားပြောခြင်းပုံသစ်တွေကလည်းအမှန်တမ်းအရေးကြီးပါတယ်။ ောက်တစ်ခုကတော့လှုပ်ဆောင်မှုတက်တည်ပေါ့နော်ကျွန်တော်တို့အတ္တတာပိုင်းဆိုင်တဲ့အရာဆိုတော့အတ္တတာပိုင်းနေပတ်သက်ပြီးတော့လည်းကျွန်တော်ဘုရားတခင်ရှေ့မှာအကောင်းဆုံးအသက်ရှင်ဖို့လိုအပ်ပါတယ်ဒီပုံတက်တည်ကိုတွေးမှသဘာဝတူတွေက အသက်ရှင်တဲ့ဘုရားကိုမြင်လာမှာဖြစ်ပါတယ်ဘုရားတခင်ကကျွန်တော်တို့ကိုတကယ်ပဲဒီလောကမှာနေတဲ့ခါမှာအလင်းဖြစ်စေခြင်းနဲ့ကျွန်တော်အတ္တတာအဖြစ်အလင်းဖြစ်စေခြင်းနဲ့ဆိုတဲ့ခါမှာကျွန်တော်တို့ဒီလိုမျိုးအလင်းဖြစ်ခြင်းကလည်းတစ်ဖက်မှာကျွန်တော်အမှုတော်ဆောင်နေရတဲ့အတူတူပဲဖြစ်ပါတယ် တင်ကဘာမှမလုပ်နိုင်ခြင်းနေပါစေဒါပေမဲ့တင်ကယေရှုခရစ်တော်ရတဲ့အချိန်ကစပြီးတော့တင်းရဲ့အသက်တာထဲမှာတင်းရဲ့အသက်ရှင်မှုအားဖြင့်တင်းရဲ့လှုပ်ဆောင်မှုအားဖြင့်အကောင်းဆုံးအဖျားရဲ့အမှုကိုဆောင်လို့ရပါတယ်အဲ့ဒီအလင်းကိုမြင်တဲ့သူတွေက အသက်ရှင်တဲ့ဘုရားခင်ကိုတွေ့မြင်လာမှာဖြစ်ပါတယ်ယေရှုခရစ်တော်ဘုရားကိုမြင်တွေ့လာမှာဖြစ်ပါတယ်လို့ဒါကြောင့်ဘလောက်ပဲအဟောပြောကောင်းကောင်းဘလောက်ပဲကျွန်တော်ပြောဆိုမှုကကောင်းကောင်း ကျွန်တော်တို့ရဲ့လှုပ်ဆောင်မှုကျွန်တော်တို့ရဲ့ပုံသက်တွေကမကောင်းဘူးဆိုရင်အသက်ရှင်မှုမှာအားနည်းချက်တွေရှိတယ်ဆိုရင်တပားတူတွေကအသက်ရှင်တဲ့ဖျားကိုမြင်တွေ့လာမှာမဟုတ်ပါဘူးဒါကိုကျွန်တော်တို့သတိပြုဖို့ဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့လည်းအားလုံးကိုအားပေးခြင်းနဲ့အထူးသဖြင့်ယုံကြည်သူဖြစ်တဲ့အခါမှာအလင်း၃မျိုးကျွန်တော်အသက်တာထဲမှာရှိဖို့လိုအပ်ပါတယ်အဲ့ဒါကခရစ်တော်ရဲ့အလင်းကေတင်ခြင်းလမ်းကိုပြတဲ့အလင်းနောက်ဆုံးတစ်ခုကတော့ပုံတက်တဲ့အလင်းဖြစ်ပါတယ် ဒီအလင်း၃မျိုးကျွန်တော်အသက်တာထဲမှာရှိပြီးတော့များစွာသော လောကသားတွေကိုခရစ်တော်ထံခေါ်ဆောင်လာနိုင်တော့သူတို့ဖြစ်ပြီးဖြစ်စေဖို့ဒီနှုတ်ကပတ်တော်နဲ့အားပေးခြင်းနဲ့ရောက်စေတဲ့ကိုဖျားခင်ကောင်းချီးပေးပါစေ။